မလေးရှားနိုင်ငံမှာလေအသက်40အရွယ်အမျိုးသားနေပြီးတော့ကိုလှအရွယ်ကလေးလေးကိုအာဓမပြုတ်ကျင်းလိုက်တာကလေးလေးကအသက်ဆုံးဆုံးသွားရှင်တို့အဲ့ဒီအကြောင်းပြောပြမယ်လာဆဆုံးမပူလို့ရှင်တို့စိုက်တဲ့နေရာမှာစိုက်တဲ့လိုနေရာလိုက်တော့နော်ဒီအကြောင်းကိုဘာလို့ပြောရတယ်လဲဆိုလို့ရှင်ရှင်တို့ကုံမွေးထားတဲ့ကလေးကယောက်ျားကလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဘသူလက်ထဲအောင်မှာအလွယ်တကူစိတ်ချလက်ချနဲ့မအပ်လိုက်ဖို့လို့ပဲနော်အဲ့တော့လာဒီဖြစ်စဉ်ကကြတော့ဒီ ကလေးရမိပါတယ်အမျိုးသားအမျိုးသမီးရောသူတို့တွေကကြတော့ဒီအလုတ်သွားကြတယ်မအားကြဘူးဆိုတဲ့အခါကျတော့ကလေးကိုကလေးအငားထိန်တဲ့လူစီမှာအခက်တာပေါ့နော်အဲ့လိုမျိုးပတ်စံပေးပြီးတော့လာပေးနေပေါ့အဲ့ကလေးကိုအငားထိန်ခိုင်းတာနော်ဥပမာကျုပ်ကအဲအလုံးမရှိဘူးကွယ်အိမ်မှာဆိုလို့ရှိရင်ရှင်တို့ကကျွန်တော်ကလေးကိုကျုပ်စီမှာအာပို့ခဲ့ပြီးတဲ့အခါကျတော့ကျုပ်ကကလေးကိုအငားထိန်ပြီးတာပေါ့တလောက်ဘလောက်ဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးကကျတော့မလေးရှားနိုင်ငံမှာအရန်ကုန်မှာပေါ်တဲ့အိမ်မှာလူအပေါ်ရှိနေတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလူတွေကဒီအလောက်ကိုစီးပွားရေးတစ်ခုအနေနဲ့လောက်ကြတယ်ပေါ့နော်ကလေးအငားထိန်တာအောင်အဲ့တော့ ကလင်ငါထိန်တဲ့အမျိုးသမီးမှာယောက်ျားကြည့်တယ်အဲ့ဒီယောက်ျားကအလုံးလက်မဲ့เนาะအဲ့ဒီအမျိုးသမီးကသူကအပြင်ကိုထွက်ပြီးတော့အင်းရဲ့အပြင်မှာအဲ့ဒီတန်ရှင်ရေးတွေဘာတွေလောက်တဲ့တပြက်စီးလဲတာမျိုးလောက်နေတဲ့အချိန်မှာအဲ့ဒီအမျိုးသားအသက်40ရဲ့အမျိုးသားဒီကလင်ထိန်အမျိုးသမီးရဲ့ယောက်ျားကနေပြီးတော့ဒီကလင်လေးကိုလာအရွယ်เนาะယောက်ျားလေးယောက်ျားလေးကိုမှဒီ pocket ball အကောင်ကတော့ဒီစအဝါနေပြီးတော့အဲ့လိုမျိုးလိန်ဆက်ဆန်ချလိုက်တာကလေးလေးကိုနော် ဘာဘာမှမဘာမှကိုမမသိတဲ့ကလေးလေးကိုကွယ်အဲ့လိုလှုပ်ချလိုက်တဲ့အချိန်မှာသူ့အမျိုးသမီးကပြန်ပြန်လာပြီးတော့အေးအပြန်နဲ့အတွင်းထဲကိုပြန်ဝင်လာပြီးတော့ကလေးကအိတ်နေတာဖြစ်လောက်တယ်နော်ပြန်ဝင်လာပြီးတော့ကြည့်တဲ့အချိန်မှာကလေးကခေါ်လို့မရဘူးအဲ့လိုမျိုးတတိလက်နေတာအဲ့ဒီအတွက်ကလေးကိုစေးရုံကိုပို့လိုက်တာပို့လိုက်တဲ့အခါကျတော့စေးရုံကဒီလူတွေကဒီဆရာဝန်တွေကကလေးကိုကယ်တင်ရင်းနဲ့ပဲကလေးကနောက်တစ်နေ့မှနောက်နေ့နေ့လယ်ကိုရောက်တဲ့အချိန်မှာအသက်ဆုံးရှုံးသွားတာဖြစ်စဉ်ဒီအားလုံးက2021ခုနှစ်နော်ဧပြီလ28ရက်နေ့မှာဖြစ်ခဲ့တာဒါပေမဲ့အမိန်ချတာကကြတော့ เนาะအာဒီမနေ့ကမှချတာဒီ2025 November လာတဲ့မှာမှချတာပေါ့လေအဲ့တော့ဆက်စပ်ချက်မှာ तू ကဝန်မခံဘူးเนาะဒါပေမဲ့ကလေးရဲ့စအဝါနေပြီးတော့ဥမာကြီးအချိန်မှာသူ့ရဲ့ဒီအနေနဲ့သူ့ရဲ့ဒီတုတ်ရေပေါ့เนาะအဲ့ဒါလေးကိုတွေးရတယ်တွေးရတဲ့အခါကနေပြီးတော့မှအဲ့ဒီအချိန်မှာဆိုရင်ကလေးမင်းကလုံးဝကိုမှလည်း short ရသွားလုံးဝကိုမှ तू တို့မတွေးထင်ထားတဲ့ဖြစ်ရက်ကိုအဲ့လိုမျိုးတွေဖြစ်သွားအဲ့လိုမျိုးကလေးကအာမပြူးချင်းခံလိုက်ရတာနေပြီးတော့အသက်ရှူလမ်းကြောင်းပိတ်ပြီးတော့ဒီလိုမျိုးအသက်ရှူရက်ပြီးတော့ကလေးကအဲ့လိုမျိုးဖြစ်ပြီးတော့စိတ်ယုံရောက်ပြီးတော့တည်သွားတာအဲ့ဒီအတွက် ဒီမလေးရှားနိုင်ငံအမှုချလိုက်တဲ့အချိန်မှာကျတော့ဒီလူကိုကလေးကိုဒီအသက်တည်စေမှုအာရမပြုခြင်းမှုပြီးတဲ့ခါကျတော့ဒီပုံမှန်မဟုတ်ဘဲလိန်ဆက်ဆံမှုအတွက်စုစုပေါင်း1030နဲ့ကျိန်းနဲ့73ချက်ပဲချလိုက်တယ်။အဲ့ဒီအချိန်မှာမိခင်ကလေးရဲ့မိခင်ကနေလေဒီအမှုကအဲ့လောက်နဲ့လူမျိုးလောက်တိ ဒီလိုမျိုးလောက်နဲ့လွယ်လွယ်ကူကူပြီးမသွားတဲ့မို့ပါရင်တကယ်ဆိုလို့ရှိရင်သူတို့အတွက်တရားမမျှတဘူးဆိုတဲ့ဟာလေဒီ social media ပေါ်မှာလေရေးသားပြီးတော့လဲအာသူမျှထပ်ဒီ share ထားတယ်ပေါ့နော်အဲ့တော့ရှင်တော့ကိုကလေးကိုနော်ဥပမာထိန်းတယ်ကလေးထိန်းတယ်အဲ့လိုမျိုးထားခဲ့မယ်ဆိုလို့ရှိရင်ကလေးထိန်းတယောက်တည်းအတွက်မဟုတ်ဘဲနဲ့ကလေးထိန်းရဲ့ပတ်ဝန်းကျင်မှာဘယ်လိုလူတွေရှိနေသလဲကလေးထိန်းရဲ့ယောက်ျားကလေးထိန်းရဲ့ဒီသားသမီးတွေဘာဖြစ်လို့လဲဆိုတော့ကိုကလေးကိုအဲ့လိုမျိုး bad influence တွေဥပမာဇာတိကကောင်းတဲ့လူတွေဆိုလို့ရှိရင်ကောင်းတဲ့အကျင့်ရှင်တို့ကျင်းညီတာပုံမျိုးကြားဘူးတယ်လေဟုတ်တယ်မလားအဲ့တော့ကိုသားသမီးနဲ့အတူတူရှိနေ ပဲပတ်ဝန်းကျင်ကဒီလူတွေကနေပြီးတော့ကိုသားသမီးရဲ့အပြုတ်အမူတွေကိုလွှမ်းမိုးသွားတာเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါတွေကိုတေချာလေ့လာစေခြင်းနဲ့ဒီကလေးထိန်းမှာဘလို့ရှိတယ်လဲဒီဇာတိတတွေကဘလို့ရှိကလေးထိန်းရဲ့ယောက်ျားမိန်းမအဲ့လိုဒီမိဘအဲ့လိုမျိုးတွေရဲ့ဇာတိတအကျင့်တွေကဘလို့ရှိတယ်လဲဆိုတာစုံစမ်းစစ်ဆေးတယ်ပြီးကြတဲ့ခါကျတကယ်လို့ဒီစင်ကာပူမှာဆိုရင်ကြတော့ဒီလိုမျိုးဒီကဲလိုမျိုးနေကလေးထိန်းချောင်းနေမှာကလေးတွေကိုလူထားလို့ရတယ်အဲ့လိုလာလာအွယ်လေးညာနေစပြီးဟိုငယ်ငယ်လေးပေါက်စင်းရောင်လေးအကောင်လုံးထားလို့ရတယ်အဲ့လိုမျိုး သိချာလုံကြုံစိတ်ချရတဲ့နေရာမှာထားတာမျိုးကိုပဲပို့ပြီးတော့အားပေးတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ဝန်ထမ်းတယောက်တည်းမဟုတ်ကွာ။နှစ်ယောက်သုံးယောက်ရှိတဲ့ခါကျဝန်ထမ်းအချင်းချင်းအားကြမော်နီတာလုပ်နေတဲ့ဟာမျိုးတွေလည်းရှိတယ်။ပြီးတဲ့ခါကျတော့ကြောင်းမာလေး CCTV တွေလည်းရှိတယ်ပေါ့နော်။အဲ့ဒါတွေအဲ့လိုမျိုးတွေထားပြီးတော့ကလေးတွေကိုစိတ်ချရအောင်ထားတဲ့အပြင်ကိုကလေးကအဲ့လိုမျိုးဒီခရီးကနေပြန်လာပြီးဆိုလို့ရှိရင်တခြားလူထိန်းချောင်းပေးတဲ့ဆရာတွေပြန်လာလို့ရှိရင်ဥပမာရေချိုးပေးနေတယ်ပဲဖြစ်ဖြစ်ကိုကလေးမှာဘာတွေဖြစ်နေတယ်လဲဆိုတဲ့ဟာရှာဖွေစစ်စစ်တင်တယ်။ကိုကလွယ်ကိုကကျုပ်ကိုလူတောင်မယုံရဘူးဆိုတာအဲ့လိုမျိုးပဲ။အဲ့ဒါကြောင့်မလို့ကိုမှာတာသမီးငယ်လေးတွေရှိရင်ဘယ်သူနဲ့မှယုံကြည်စိတ် ชันละฉะมาทาแกไหนไรมาทาแกโบ้เนาะอารามอยู่เชนโนแจนอยู่ในน้ำพี่ดูดีมั้ยพี่แจนรู้จักไหมตาตา